တစ်ချိန်လုံးကမြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအမြစ်ကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိမ်သီးစားရတယ်လို့ပဲစက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပြန်လဲရှိရင်နှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ် တကယ်တော့ဒုက္ခဆိုတာသဘာဝတရားကြီးကပေးထားတဲ့လူတယောက်ရဲ့ဘဝကိုစိတ်ဓာတ်မှာချောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင်အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ချေတတ်ရတဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူဟာဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာ ်မဟာစနစ်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြချင်းဆိုတဲ့ဒုက္ခကြောင့်စနစ်ကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကို လူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကို ကြဆုံးခြင်းလို့မတွေ့ဘူးငါရည်ချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံရတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံမှာဒုက္ခလက်မခံခြင်းလဲရောက်လာမှာပဲလက်ခံခြင်းလဲရောက်လာမှာပဲတွေ့ပြီဆိုလက်သင်တာခံလိုက်တော့ဒုက္ခကိုမှန်မှန်ကန်ကန်အတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းတွေ့တိုင်း ဘာလို့မင်းတို့စိတ်သက်ကြနေတာတို့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလန်းတွေလို့မြင်ပေးပါဒါတကျွေးပါအိုလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလန်းနဲ့ရုပ်ဆိုတာရှိတယ်ဗျနိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကို ဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအယုတ်ကလေးကတတ်တရရဝှက်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝတတ်တရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်ထားနရက်ကားကားအယုတ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနက်ရုပ်အဲ့ဒီအယုတ်ကလေးကို ဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးနိုင်ငံတကာမှာဒါအခွင့်အလမ်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲကဲအခွင့်အလမ်းနဲ့ယုံမှာနေရကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညညနားထောင်ကြညညနားထောင်ခြင်းဟာအခွင့်အလမ်းကိုရအောင်ယူတာဘာလို့ဆိုတော့ပါဇက်ပေါက်ကြီးကိုအခြေကြီးပြောပြောချင်ရတာတော့ပါဇက်တဲ့နေရကြီးကိုသူပိုချစ်ထားကြတယ်ညညနားထောင် ေချာနားထောင်ဟာအခွင့်အလမ်းအသုံးချတာဘသောမောင်တေတေလေးကနည်းနည်းပြောဒါမျိုးဘာလို့မျက်နှာကိုအဝဲမဲကြီးစီထားတာတုံးသမုံမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတုံးကိုတွေးနေကိုပေါ့တိုးတက်ရှင်တဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့ဤတွေရှိတယ်မျက်လုံးမမြင်ရပဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီးတို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင် လုံမှာပေါ်ဒါ ਉਹ သူကပြောချင်တာစိတ်တက်မကြပါနဲ့မမြင်ရပေမဲ့လမ်းလျှောက်လို့ရတယ်ဘာလို့တော်တော်ရအဝိစားကိုဝတ်ထားတာလို့တတရှင်ရှင်တတရနိဒန်ဒိုင်ဒီစမတ်ကြတဲ့သူတွေအခွင့်လမ်းရောက်လာတာဗျကဲဗျဒီကုမ္ပဏီမှာအလုပ်ခံမယ်ကွန်စားတဲ့သူတွေဘယ်လိုခတ်မလဲတွေ့ကြည့်ဗျာနော်ထမင်းစံအောင်ဇွဲနေဗျာသို့မဟုတ်ဗျာနော်ခြေသေးရမဲလို့ ဘလို့ကျွန်တော်သူ့ဆက်ဆံမလဲသူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုတ်ယုတ်ကြီးဝယ်စားဝတ်တာလည်းမတတ်မရဆိုဒီအလောက်နဲ့သူဘလို့တင့်တော်မလဲကျွန်တော်တိုင်းပြီအခုတကားပွင့်စီဝါရေးဝါလာလာပြီနိုင်ငံတကာယင်းနှောက်နံအလောက်တွေအများကြီးခန့်လိုက်မယ်စိတ်ချကောစားတဲ့သူအလုံးမရဘူးတေးကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တံပိုးထားတယ်ကျွန်တော်စကားရရင်ခွလွတ်ပါတော့ပါဆက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွလွတ်တော့တောင်းပန်ပါလေ ဖင်းစိုးနဲ့ဘုရားပုံညစ်ပတ်တယ်ထင်စာရီဖတ်ကြည့်ပါဇက်ကပိုပြီးညစ်ပတ်တယ်ပါဇက်ကိုဆေးဖို့သတိမရဘူးထဲလိုက်တာအဆုံကျွန်တော်တို့ဒီပါဇက်ကြီးအညစ်ပတ်ဆုံးအဲ့နှကန်းကိုကျွန်တော်တယောက်တယောက်နမ်းကြသေးတယ်လောက်ညစ်ပတ်တာကြီးကိုတွေ့ကြည့်နိုင်ငံတကာမှာပါဇက်သွားကိုအရန်တန်မိုးထားတယ်ပါဇက်ကိုအရန်တန်မိုးထားတယ်ကျွန်တော်တို့ကပါဇက်ဆိုညစ်ပတ်နေတာအချို့အမျိုးသားတွေတော်တော်ဆိုးတယ် ထားတော့နစ်တန်တိုက်တီကိုပြောတာအတောင်မှပေးတာဘာသဘောတုံးအခွင့်လန်းစွာရုတ်ချီးရောက်လာနိုင်တယ်လို့ရုတ်ချီးလဲထပြီးပြန်သွားတတ်တယ်ຢ່າတော့အမိဖမ်းလို့ပြောတာဗျဒါမျိုးလက်ထဲမှာထီတစ်ချောင်းပေးတာလားဘာလို့အဲ့ဒီထီကလိုအပ်ရင်အသုံးပြုဖို့ပေါ့လောကရမိုးရင်ရွာရင်စောင်းဖို့လောကရနေရပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လဲသွားပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့က ဘာသာပြန်ရမှာအဲ့ဒီအခွင့်အရေးနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံဒီမှာတော့လူပြောက်ကိုအလုတ်ခတ်အဲ့ဒီအယုတ်ကလေးကိုမင်းနားလဲသလိုပြန်ရေးစမ်းပါရှင်းတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေ့နောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လုပ်ဘူးတယ်အဲ့ဒါကျွန်တော်အတွေးမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွေးတကယ်ကြတော့မန္တလေးမှာ happy war အလုတ်ခတ်မှာ တယ်မလေး happy work ကိုကျော်ကျော်လို့လာဖွင့်ရတို့လည်းခင်ညာတို့လည်းပျော်ဖြစ်တယ်မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တငယ်ချင်းတွေကတို့ကုမ္ပဏီမှာစထောင်ထောင်ချင်းဝန်ထမ်းအယောက်30လောက်ခန့်ကျင်တာတို့တော့ရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြစ်ကျွန်တော်တငယ်ချင်းမင်းအင်တာဗျူးမှာငါ့ကိုမိကုံးလေးလှုပ်ပေးစမှာငါတော့မိကုံးမလှုပ်ချင်ဘူးဘာလဲဆိုတော့ လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလာတစ္ဆာရှိသူကိုယူမာလာလုပ်ငန်းကျွမ်းကျင်မှုကသင်ပေးလို့ရတယ်တစ္ဆာတရားသင်ပေးလို့မရဘူးငါစိုက်ကိုတက်ပဲလုပ်မယ်မင်းတို့မေကိုမင်းတို့ကော်မတီကြိုက်တာလို့ငါစိုက်ကိုတက်ကိုငါမင်းတို့မပြောဘူးငါဘာသာငါလုပ်မယ်ကျွန်တော်လာတဲ့120လုံးကိုကျွန်တော်ဘာလုပ်တယ်လဲဆိုရင်ကျွန်တော်ကပြင်ဦးလွင်ကကော်ဖီထည့်တဲ့ဝက်အကလေးတွေရှိတယ်ဆိုတော့သူတို့ဝက်ခိုင်းလိုက်တယ်ကော်မတီဝက်ပေးတယ်သူတို့က အထဲကိုကျွန်တော်မပဲစေလေးတွေအစစ်တရားကျွန်တော်ရည်ပြီးထည့်တာမပဲစေအစစ်တရားကျွန်တော်အဲ့တော့သူအင်တာဗျူးလုပ်ပြီးဟိုဘက်ခန်းထဲမှာခဏဝင်လိုက်ပါအောင်ဆိုကျွန်တော်နာမည်ပြောဟုတ်ပြီဆက်သွယ်ဖို့တယ်လီဖုန်းနံပါတ်ပြောပါဟုတ်ပြီလိပ်စာပြောပါဟုတ်ပြီဘာမှမမေးဘူးရောဒီအထုပ်လေးယူသွားနောက်ထပ်တပတ်လောက်နေရင်ဓမ္မပဲပဲပင်ဖောက်ခဲ့ ပဲရင်ဖောက်တာဘာမှမခဲဘူးဘလို့ဖောက်မလဲမေးလိုက်အရာထဲကိုနော်ရေအိုးလေးနဲ့ပညာမင်းတို့ဖောက်ပဲရင်ဖောက်ခဲ့ပဲပင်ဘယ်နှပင်ပေါက်တယ်လဲကြည့်မယ်အစ်စ်တရားရှိတယ်နော်မင်းတကယ်လို့အပင်တရားလုံးပေါက်အောင်မင်းအလုပ်ရမှာပဲအပင်80ပေါက်တယ်လို့တရားတရားသမားရမယ်ဒါပဲလာတဲ့နေ့လို့ကျွန်တော်မပက်အိတ်လေးပေးလိုက်တာဗျာနှစ်ပတ်နေပြန်လာခဲ့လို့မှာလိုက်တာကျွန်တော်လောက်တာကိုကျွန်တော်တငယ်ချင်းနေမတည်ဘူးအစီအွေပြီဆိုတာတငယ်ချင်းကမပက်စီပေးလိုက်တယ်လို့နောက်နှစ်ပတ်နေရင်တော့သူ့ငါပြန်ခေါ်ထားတယ် ပင်အညံ့ပေါက်တဲ့အပင်ဘယ်နှပင်ရှိလဲခါလို့ရည်မယ်လို့ရည်ပြီးတဲ့အခါအဲ့လိုအပင်ဘယ်နှခုပေါက်တယ်လဲကြည့်ပြီးအပင်ပြင်းပြပေါက်တဲ့သူငါတို့စုပေးမယ်ကွာဆိုတော့တငယ်ချင်းကစိုက်ကိုတက်စ်ပြန်လို့သူတို့ကဒီ120ထဲမှာသူတို့ရဲ့ဆွေမျိုးသားချင်းတွေလည်းပါတယ်ဗျကျွန်တော်သိတယ်ဒီကောင်းနေသူတို့လုပ်တယ်သူတို့ဆွေမျိုးခန့်ကျင်တာကျွန်တော်ပြောလိုက်တာနှစ်ပတ်လောက်လဲနေရောပြန်လာကြတယ်ဗျရောက်90လောက်ပြန်လာတယ်90 80လောက် ပဲမင်ပေါက်ကလေးတွေနဲ့ဟုတ်ပြီဟုတ်ပြီအမှန်ချက်ဟုတ်ပြီအလောက်ခနဲ့မခံဘူးတယ်လီဖုန်းနဲ့အကြောင်းကြမယ်ပြန်သွားကြကျွန်တော်မပဲအပင်မရှိဘူးတကယ်ချင်းနဲ့မရှိကြည်အောင်လေတဲ့ငါမရှိဘူးလို့မလာတဲ့လူတွေတယ်လီဖုန်းနံပါတ်ကျွန်တော်လန့်ပြီးဆက်ကြည့်တယ်ဘာလို့မလာတာလဲတချို့ကလည်းအเจ้าမျိုးမနဲ့မလာဘူးတချို့ကတော့ပြောတယ်ဆရာဟိုကျွန်တော်တို့ကဆရာပေးတဲ့မပဲစီတွေကိုပဲဝင်ဖောက်တာဆရာအပင်မပောက်လို့ကျွန်တော်မလာတော့ပါဘူးဆရာ ကျွန်တော်အပင်ဖောက်ကြည့်တာအပင်မပေါက်လို့မလာတော့ဘူးဆရာဟုတ်ပြီဟုတ်ပြီနောက်နေ့လောက်လဲနေရောအပင်မပေါက်ဘူးလို့ပြောတဲ့သူတွေအားလုံးကျွန်တော်အလုတ်ခံလိုက်တာဗျကျွန်တော်ကကျွန်တော်ကုမ္ပဏီကငွေချင်းတွေနားမလဲဘူးစိုက်ကူအဲ့ဒီခဏတည်းမှာသူတို့ဆွေမျိုးတယောက်မှမပါဘူးမင်းဘယ်လိုလောက်တာလဲမင်းအဲ့ဒီမပဲစီတွေကိုအပင်မပေါက်အောင်ငါလှုပ်ထားပြီးသားလို့အပင်ပေါက်เสียအကြောင်းမရှိဘူးအပင်ပေါက်တယ်ဆိုပြီးလာတဲ့ကောင်အကုန်လူလိမ့်ကြီးပဲ မင်းအရီကောင်ခတ်လို့မင်းရတော့မင်းကုမ္ပဏီပြက်ပြီအပင်မပအောင်မပဲကိုကျွန်တော်လှုပ်ထားပြီးသားတပင်မပေါက်ဆရာအကြောင်းမရှိဘူးရိုးသွားပြတော့ကျွန်တော်တို့အပင်ပအောင်စူးစမ်းရဆရာအပင်မပေါက်တော့မထူးဆိုမလာလာပါဆရာအဲ့လူကျွန်တော်အလုတ်ခတ်လိုက်တယ်မပဲနဲ့အပင်ပေါက်ပြီလားတဲ့ကောင်အကုန်လူလိန်နေအဲ့ဒီထဲမှာကြည့်တော့အဲ့ဒီကုမ္ပဏီရဲ့ sharing တွေပေါ့ share ဝင်တွေရဲ့တူရတူမတွေအကုန်လူလိန်ကြီးပဲ တကယ်ချင်းနေကျွန်တော်သဘောကျသူတို့လုပ်ငန်းတွေအောင်မြင်တယ်သစ္စာတရားကသင်ပေးလို့မရဘူးဗျဗီဇဗျာကျွမ်းကျင်မှုကသင်ပေးလို့ရတယ်ဒါကြောင့်စံချိန်မီရဲ့ဘဝတစ်ခုလိုချင်သစ္စာရှိဖို့လူတွေမလိမ်ညာကြရဘူးကဲစံချိန်မီရဲ့ဘဝတစ်ခုပြောတော့ဆိုတော့ဒါလေးယူခိုင်းတာလေဒါလူတိုင်းသိပါတယ် premier instance ဟုတ်တယ်နော်ဒီအောင်မှာစာလေးတစ်ခုပါတယ်ဗားတယ်တော့ 3 in 1အဘယ်ဘာလို့များ3 in 1 1ငါဒီအထုပ်ကိုပြောပြီး3ရတစ်ချက်မှာပါတယ်ပစ္စည်းပေါ့နော် constituent ကိုပြောရနေမှာပေါ့နော် coffee mug ပါတယ်တကြားပါတယ် no mug ပါတယ်ဒီတော်ထဲမှာ၃ခုပါတယ်လွယ်တကူဖြောင်ယုံမယ်ကျွန်တော်တို့ coffee mug တွေလွယ်တောက်ကြပါတယ် coffee mix မတောက်ဘူးလေလို့မရှိဘူးကျွန်တော်သိတယ်။ဒီအထုပ်ကိုဖောက်ရေတွေးတဲ့ဟိုထက်ပြီးရင်တောက်အထုပ်လွတ်ပြတဲ့လူကြီးပဲ။ဒီအထုပ်ကလေးပေါ်မှာစဉ်းစားကြည့်ရအောင်။ဒီလို coffee ကြောင့်တင်ပါရင်3 in 1ရှိတယ်မထင်နဲ့။လူတွေဘဝမှာလည်း3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိရဲ့တွေ့ကြည့်လားဥပမာလူတိုင်းနားလည်တဲ့ရွေးကြလေးပြောမယ်ဗျဥပမာဆိုင်းဆိုင်ခန့်လိုက်ဆိုပါစို့ဒါလူတိုင်းသိတဲ့ examples ပေါ့နော်။ तू ကတချင်းလဲဆိုတယ်။ကျောင်းရှင်တယောက်လဲစောင်းနေဝတ္ထုလဲရေးတယ်။တယောက်တည်းအလုပ်သုံးခုကိုတပိုင်းနဲ့လုပ်တဲ့အတွက် तू က3 in 1မကျွန်တော်ဆိုရင်ကျောင်းရှင်လဲတင်တယ်။စာလဲရေးတယ်။စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုပ်သုံးခုလုပ်လုပ်တာ။လုပ်လို့ရတာပဲဗျ။ဒါပေမဲ့ဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့်ခင်ဗျားတို့ကဘာလို့1 in 1လား2 in 1လား3 in 1လား။ဟမ် ်တချို့တွေ့ဝမ်းနေပါမယ်ထင်တယ်တချို့ကတော့ចောင်းဆရာမလုံမယ်ဒီမှာလည်းအလုပ်လာလုံတွေ့ဝမ်းတချို့လည်း three one ရှိရင်ရှိမှာပေါ့တချို့လည်းကိုယ်အိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ်ဒီလုပ်ငန်းလည်းလုပ်တယ်ဒါကြောင့်ခင်ဗျားတို့တိုးကြီးပွားတိုးတက်တာလေ one in one နဲ့ two in one ဘယ်သူကပိုတိုးတက်မှာလို့ and one in one နဲ့ three in one ဆိုရင်ဒီလိုကတိုးတက်မှာပေါ့မဘိုးကျော်အောင်စံဒီကနေ့ဒီနာမည်ကြီးမှာပေါ့သူက all in one ညအကုန်လောက်တာဗျာ ဘုရားရှင်ကိုရောမြတ်ကြီး all in one all in one အကုန်လုံးတာဒီအလူတွေအ ਨੇ ဆုံးတော့ကျွန်တော်ထင်တယ်2 in 1ဖြစ်ပါလိမ့်မယ်3 in 1ပါခြင်းပါမယ်ဒါပြင်းလူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုပ်တစ်ခုနဲ့တင့်တိမ်နေလို့တော့မဖြစ်ဘူးဗျ one in one ဆိုရင်တော့မဟုတ်သေးဘူး2 in 1ဆိုရင်တော့မဆိုးပါဘူး3 in 1ဆိုရင်တော့ကောင်းပါတယ်ဒီရက်များရင်ပိုကောင်းတာပေါ့ ်ထပ်ပြောဦးမယ်1 in 1ကိုတော့မစိုးဘူးပြောပေမဲ့0 in 1နေလဲရှိတယ်ဗျာဥမာခမရရတူရတူမတွေအကိုတွေပေါ့ဘွဲရဘာလုံးမှမလုပ်ဘူးဖီယာလေးတောက်လိုက်ဘလုံးဘွဲလေးလောင်းလိုက်အဖေမေရှိရလဝါလေးဖြန့်လိုက်အဲ့လိုကောင်နေကြတော့0 in 1လို့ခေါ်တယ်0 in 1နေမြန်မာနိုင်ငံမှာတပုံကြီး0 in 1နဲ့ဆိုးတာရှိသေးတယ်ဗျ -1 in 1 တွေ့ဘူးလားမသိဘူး။ तू ကဒီနေရာကို ရောက်တယ်။အလောက်ကိုလောက်မှာမလောက်ဘူး။ခုံတိတ်ခါကြတဲ့အလောက်တည်းပဲလောက်နေတယ် तू က။သူ့ကိုသူသူခုံတိတ်ခါကြလို့ကြာမှန်းမသိဘူး။ဒီဘောကနေလက်ပေးလက်ယူနေလောက်တယ်။ကိုခုံတိတ်ခါကိုဖက်စားတယ်။သူ့ကိုသူမသိဘူး။သူများတွေကမြင်နေတာဒီလူကွာတတော်ဘဝပြက်နေပြီ။နေတော့တိုက်ကြီးနေပဲ तू ကကားကောင်းစားကြီးနေ။လူတွေနှလုံးထဲမှာ तू ဟာတိတ်ခါမရှိဘူး။ तू ဟာဘာလို့ minus 1 and 1ကျွန်တော်လက်ညှိုးထိုးပြလို့ရတယ်များကြီးပဲ minus 1 and 1တချို့ minus 2 and 1 minus 3 and 1တောင်ရှိပါသေးတယ်ဗျာနေရာတိုင်းမှာတိုက်ခါလိုက်ကြနာ तू อ่ะ तू อ่ะပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူးအလုံးပို့ကြမယ်အနိုင်ယူမယ်အဲ့လိုလူတွေလည်းရှိတယ်ဒါကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရစံချိန်မီတဲ့ဘဝဆိုရင်တော့1 and 1နဲ့တော့မချိနဲ့ပါနဲ့2 and 1 3 and 1 ဖုန်းနဲ့ဝမ်းဖြည့်တော့ပိုကောင်းတာပေါ့ဒါကော်ဖီမိတ်တုံးတွေတောက်တိုင်းကျွန်တော်တို့သိဖို့အရာသားသမီးတွေကိုပြောပြလို့ရကဲဒါဖြင့်စလုံးလေးတွေပြောကြည့်အောင်ဘဝကို LRF life လို့ခေါ်ရင် LRF ကိုကျွန်တော်တို့အထိပယ်လေးဖွင့်ကြည့်အောင်အိမ်မှာကလေးလေးတွေလေး charge ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple တော့မဟုတ်အခုကဘာ A for aeroplane ပေါ့တချို့က B for but before ball ใช้ได้หรือเปล่าแต่เป็น L for บลูปัตตาเปลี่ยนกันมั้ง Life L for L L ก็บลูเปลี่ยนกันมั้ง Learning Learning ဘဝဆိုတာအမြဲတမ်းသင်ယူနေရတာဗျဘဝဆိုတာအချိန်တိုင်းသင်ယူနေရတာနော်ငါဘွဲရပြီတက်သွားပြီသင်စရာမလိုတော့ဘူးလို့မထင်နဲ့အကုန်သင်ယူနေရတာဝိပဿနာကမ္မဋ္ဌာန်းကျောင်းသွားလဲသင်ယူပြီးပြန်လာရတာလေ ဖစကားစီရင်လည်းတင်ယူရတာပဲဘဝဆိုတာတင်ယူနေမှုပဲဗျာ landing အရင်ကဘယ်လိုပြောရင်ကောင်းမလို့ကိုချိုက်တယ်လို့ပြောချင်းကျွန်တော်ကတော့အရင်က improving လို့သုံးမယ်ဘဝဆိုတာတိုးတက်မှလည်းအတိတ်ပဲရှိတာ life ဆုံးပေါင်းလေးကိုစိတ်နဲ့ပေါင်းကြည့်အောင်အဲဒါကဘယ်လိုရေးတော့အပေါ်တက်ပြီးတော့ဘဝဆိုတာအတက်ရှိတယ်အကျရှိတယ်နည်းနည်းလေးတက်တယ်နည်းနည်းလေးကျတယ်အဲ့ နည်းနည်းလေးတက်ပြီးဖျောက်သွားတော့ဟာအောက်တိကျတာအမလေးတော့ရေးထင်တာပြန်တက်ပြီးတော့လူလေးစုံသွားတာဘဝပဲဘဝစလုံးပေါင်းကအထိပဲအပြည့်ပါအတက်အကျအနိုင်အမြင့်နဲ့သွားတာအား improving after ဘလို့ပြောရင်ကောင်းမလို့ fighting မကောင်းဘူးလားစိုက်တာပြောပါကျွန်တော် fighting လို့ဖွင့်မယ်ဤကြတော့ escaping လွတ်မြောက်တာ သမ enlightenment လွတ်မြောက်တာပဲသူတော့မတူဘူးဘဝဆိုတာလွတ်မြောက်အောင်လဲစူးစမ်းရသေးတာဒီလိုစည်းစိမ်နဲ့ဥစ္စာတွေတားမရနေနဲ့ပဲချီနှောင်ထားလို့မဖြစ်ဘူးကြုံလို့ပြောအောင်မယ်ဗျကျွန်တော်ဗုဒ္ဓဂါရသွားတော့အာဖဂန်နစ္စတန်ကကိုရော်လေးဘူတမ်ကိုရော်လေးနဲ့စကားပြောရင်ကျွန်တော်စိုက်တဲ့စကားတခွန်းရှိအဲ့ဒါကတော့ကျွန်တော်တို့သာဝတ္တိကိုရောက်တဲ့အချိန်မှာစကားလုံးနဲ့ပြောကြရင်းနဲ့ ဒီမဲ့တဲ့ဘုရားရှင်ကိုရောင်မြတ်ကြီးကဒီနေရာမှာစေရဝန်ကျောင်းသတင်းသုံးတာတဲ့စေရဝန်ကျောင်းဆိုတာတဝုတ်တိနဲ့မနီမဝေးလှခေါ်လိုက်တခေါ်လောက်ဝေးတာတဝုတ်တိဆိုတာအဲ့ဒီခေတ်ကမြို့ကြီးဘုရားဒီလိုကျောင်းနယ်ဘာနဲ့နေတာဒါပေမဲ့ဘုရားဒီကျောင်းကြီးကိုမင်မောတွေ့တာလည်းမထင်နဲ့လူလောကမှာထီတော်ထီရတယ်ဘုရားထီခွင့်ပေးတယ်ဒါပေမဲ့ဘလို့ညှိတယ်လဲပုံမှန်မူတည်ရေနဲ့ခုံးနဲ့ထီတာနဲ့ရေနဲ့ကြာနဲ့ထီတာတူလား ရှင်နေခုံးနဲ့ထီတာကတခါတည်းကိုလုံးဖွေးသွားတာကဲဒီမှာအိမ်တော်တွေပါခပြတော့ခပြတော့ယောက်ျားဘယ်လိုထီတော့ရှင်နေခုံးနဲ့ထီသလိုထီတာသူပြမလာရင်မကျင်းနဲ့ဖူးတယ်လီဖုန်းနဲ့သတင်းတစ်ခုကြားရင်အမလီပြန်လာရင်တွေ့မဟဲ့ကိုသားသမီးနဲ့ကိုနဲ့ထီတာရှင်နေခုံးနဲ့ထီသလိုပဲလောကအကြောင်းသိတဲ့အခါရှင်နေကြာနေထီသလိုထီတာကဲခမရတော့ဒီကုမ္ပဏီကနေတိန်းတရာအထာမယ်ခမရကိုဖယ်နေရသွားပြီခမရထီကိုရရဘယ်လိုထီမှာတော့ ရှင်နဲ့ကြာနဲ့တိတိတို့တိရမှာခင်ဗျအလွယ်ဆုံးသားလုပ်လို့မရဘူးရှင်နဲ့ခွန်းနဲ့တိတိတို့တိဘောပြက်ပြီပေါ့ဩစာရစီစိန်နဲ့အာနာတွေလုတ်ပိုင်ခွင့်နေကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ကရှင်နဲ့ကြာနဲ့တိတိတို့ထိနိုင်တဲ့စိတ်မျိုးထားတဲ့တနေ့ဘောလွတ်မြောက်ပြီ escape ဖြစ်ပြီရှင်နဲ့ခွန်းနဲ့တိတာရေကြခွန်းလည်းပြက်စီတယ်လို့ခွန်းကြောင့်ရှင်လည်းတံမိုးပြက်တယ်ဗျာရှင်နဲ့ကြာနဲ့ကြာထိတော့ထိတယ် မညှိဘူးဗျရေကြောက်ကြာဖြစ်တယ်လို့ကြာကြောက်ရေကန်ကြီးလာတာကြာကြောက်ရေကန်တင့်တယ်တယ်လို့ရေရှိတဲ့အတွက်ကြာကလည်းလန်းဆန်းပြီးရှင်တန်ရလာနှစ်ယောက်လုံးအကျိုးရှိတယ်အဲ့ဒါဘုရားရှင်ကိုတော်မြတ်ကြီးအကျင့်တရားပဲဘုရားဝဲဖြစ်ဖြစ်ရေနဲ့ကြာနဲ့တက်တယ်လို့ထီအောင်ကြိုးစားကြ escape ဖြစ်အောင်လုပ်ရလွတ်မြောက်အောင်လုပ်ရဒါတော့ဒါဘဝကိုအထိတ်